ထမကြော့မှာပြတ်သားတဲ့အနိုင်ရလက်တွေကိုရယူခဲ့ကြတဲ့ဘာစီလိုနာနဲ့ PSG ချန်ပီယံလိကွာတာဖိုင်နယ်ပထမကြော့ဒုတိယနေ့ပွဲစဉ်တွေမှာတင်းတက်ကလပ် PSG တင်းနဲ့စပိန်ကလပ်ဘာစီလိုနာတင်းတို့ကဒုတိယကြော့အတွက်လက်ကြည့်စီရမလိုတော့အောင် ပြတ်သားတဲ့ရလက်တွေကိုရယူခဲ့ကြပါတယ် PSG ကအက်စတွန်ဗီလာကို3-2နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ PSG တင်းရဲ့တိုက်စစ်ကစားသမားတွေဖြစ်တဲ့ Coverage Kelly, Grambili, OE တို့ကအကောင်းဆုံးခြေစွမ်းပြကစားခဲ့ကြပြီးဗီလာတင်းကိုတစ်ဖက်သက်တိုက်စစ်ဆင်ကစားနိုင်ခဲ့ပါတယ်ဂိုးကန်ချက်30ခန့်ဂိုးပေါက်ချင်းချောင်းမှု10ချင်းခန့်ရင်ဆိုင်ခဲ့ရတဲ့ဒီပွဲမှာ တုံးကိုပဲပေးပြီးရှုံးရတာကဘီလာအတွက်ကံကောင်းတယ်လို့တောင်ဆိုရမှာပါဘီလာအတင်းအတွက်မော်ဂန်ကပွဲချိန်35မိနစ်မှာအဖွင့်ကိုတင်းယူပေးခဲ့ပြီးစီမီပိုင်နဲ့မျောလင့်ချက်တောက်ပခဲ့ပေမဲ့မိရဲ့ပိုင်မှာချီပါကိုပြန်ပေးခဲ့ရပြီးပြည့်ကြည်တင်းရဲ့တိုက်စစ်လိုင်းလုံးအောင်မှာဂိုမပေးရဖို့ခုခံကာကွယ်ရင်အချိန်ကုန်ဆုံးခဲ့ရပါတယ်ပြည့်ကြည်တင်းအတွက်ဂိုးတွေကိုပွဲချိန်39မိနစ်မှာ OE 49မိနစ်မှာ Coverage ခဲ့လျာမိနစ်90ပြီလို့အချိန်ပိုတမိနစ်မှာ Mandat တို့ကတင်းယူခဲ့ကြတာပါဒီဘက်မှာအဖွင့်ကိုတင်းယူခဲ့တဲ့ OE ဟာအသက်16နှစ်နဲ့10လသာရှိနေသေးတာကြောင့်ချန်ပီယံလိကွာတာဖိုင်နယ်မှာဂိုးသွင်းနိုင်တဲ့တတိယမြောက်ပြင်တစ်စေကျော်တက်ကစားသမားဖြစ်လာခဲ့ပါတယ် ဘာစီလိုနာကဒေါမွန်ကိုလီဂိုကုန်းရှင်နဲ့နိုင်ရခဲ့တဲ့ပွဲမှာတော့ဘရာဇီးတိုက်စစ်ကစားသမားရာဖင်ညာဒေါမွန်ကစားသမားဟောင်းလီယွန်ဒေါစကီတို့ရဲ့ခြေစွမ်းပြမှုတွေနဲ့ဘာစီလိုနာကပြတ်သားတဲ့ရလဒ်တခုကိုရယူခဲ့ပါတယ်ရာဖင်ညာကဒီပွဲမှာပွဲချိန်25မိနစ်မှာဖွင့်ကိုသွင်းယူခဲ့တယ်လို့နှစ်ဂိုးဖန်တီးခဲ့ပြီးဒီရာဒီမှာသူ့အတွက်ချန်ပီယံလိဂိုးပါဝင်ပတ်သက်မှုက16ဂိုးအထိရှိလာခဲ့ပါတယ်ဒါကဘာစီလိုနာအသင်းအတွက်တရာဒီတွင်းချန်ပီယံလိဂိုးပါဝင်ပတ်သက်မှုအများဆုံးဖြစ်စင်ဂျင်တင်ခဲ့တဲ့တိုက်စစ်မှုကောင်မက်ဆီရဲ့စင်ဂျင်ကိုလိုက်မိခဲ့ပါတယ်မက်ဆီက2017-2018ရာဒီမှာချန်ပီယံလိဂိုးပါဝင်ပတ်သက်မှု16ဂိုးနဲ့စင်ဂျင်တင်ခဲ့တာဖြစ်ပြီး ရာဖညာအနေနဲ့နောက်ပွဲတွေမှာဒီစံချိန်ကိုရိုက်ချိုးနိုင်ဖို့အခွင့်အရေးတွေရှိနေပြီဖြစ်ပါတယ်။ပိုလန်တိုက်စစ်မှုလီယွန်ဒေါစကီကလည်းအတရားဒေါမွန်နဲ့ရင်ဆိုင်ရတဲ့ပွဲတွေမှာဂိုးမြူးတဲ့သူ့အစီအလာအတိုင်းပွဲချိန်58မိနစ်နဲ့66မိနစ်တွေမှာနှစ်ဂိုးသွင်းယူခဲ့ပါတယ်။ဘာစီလိုနာတို့ဂျန်တကိုးကိုတော့ရာမက်ကပွဲချိန်89မိနစ်မှာသွင်းယူခဲ့တာပါ။အသက်36နှစ်ရဝိုင်းယန်တိုက်စစ်မှုလီယွန်ဒေါစကီဟာဒီရာစီအိုရဘတ်ထိပ်တန်းလီပြိုင်ပွဲ၅ခုမှာတင်ပွဲစုံဂိုး40သွင်းယူနိုင်ခဲ့တဲ့ပထမဆုံးကစားသမားဖြစ်လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။ဒီမှာဒီနေ့တက်တဲ့အမားတို့ချစ်တဲ့